အားလုံးပဲမင်္ဂလာပါမြောင်းဆိုင်းလန်သတင်းဌာနမှာပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံမျိုးဖိုင်လေးကတော့ဆော့ဖွင်းကိုလොမြောက်ဖို့ငွေကြေးနဲ့လုံးလို့မရဘူးဆိုလာတဲ့အဘသာပိုင်ရဲ့ကိုပြောနေရုပ်သံမျိုးဖိုင်လေးကိုပြန်လည်မျှဝေပေးလိုက်ပါရခင်ဗျာဒရမာဘသာပိုင်ရဲ့ကအဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးဘာတွေဘလို့ပြောဆိုနေသလဲဆိုတော့ကိုအားလုံးဝင်ရအောင်ကြည့်ရှုလေ့လာတုံးတက်ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းဆိုင်းလန်သတင်းဌာနမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ နော်ကျွန်တော်ကိုစောစောဒီနေ့တယောက်ကနေပြီးတော့ဖုန်းဆက်တဲ့ကိုစောဖုန်းပေါ့နော်ကိုစောဖုန်းကိုကျွန်တော်တို့ဟိုလော့အောင်လုပ်ချင်တယ်အဲ့တော့ကျွန်တော်တို့ငွေကြေးတွေစုပြီးတော့ကျွန်တော်တို့မျိုးချစ်လေးညီကောင်မလေးတာဟိုမဘာသာဇာတော်လေးပြီးတော့ကျွန်တော်တို့ကိုဒါကိုစောဖုန်းကိုဝင်ဖြစ်နေတဲ့သူတွေပေါ့နော်ကိုချစ်ခင်များနှုတ်တဲ့သူတွေနဲ့အားလုံးပေါင်းစုပေါင်းပြီးပတ်စံလေးစုပြီးတော့ကိုစောဖုန်းကိုလော့အောင်ကိုစောဖုန်းကိုဒါကျွန်တော်လော့အောင်နိုင်ကြမယ်လောက်ကြမယ်ဒီဟာတွေကကျွန်တော်တို့ဂျာမန်လုံးလို့ရတာရှိတယ်ဆိုတော့အာမျိုးလေးအညီလေးကပြောလာတော့ ဩအဲ့ဒါလေးကိုလည်းပဲဒီနီလေးရဲ့စေတနာတွေကိုလည်းပဲတန်ဖိုးထားပါတယ်လေးလေးလေးစားပါတယ်ဒါဒီလေးစားတာနဲ့အမျှပြည်သူတွေသိအောင်လို့လည်းပဲကျွန်တော်အနေနဲ့ပြောရမယ်ဆိုတဲ့အနေထားမျိုးလေးကိုဟိုဒါရောက်ရှိလာတဲ့အတွေးရောက်လာလို့ဒါကျွန်တော်ပြောပြတာဖြစ်တယ်เนาะ တကယ်လို့ငွေကြေးနဲ့သာလုပ်မယ်ဆိုလို့ရှိရင်လုပ်မယ်ဆိုကိုစောဖုံးဟင်းအားစင်းရံငွေတည်နေတဲ့သူမဟုတ်ပါဘူးတိန်ထောင်ပေါင်းများစွာချမ်းသာပါလေနော်ဘန်ဒီမှာအတက်ပတ်စံတော်မှာတိန်ထောင်နဲ့ထောင်နဲ့ကြည့်ဆိုလိုင်းပေါ်တွေမှာသူတွေ့နေကြတာပါပဲဟုတ်တယ်မလားအဲလိုင်းပေါ်မှာတိန်တထောင်သွားရတာတိန်တထောင်ကျဘန်ထုတ်တာပါမြင်တွေ့နေတာပဲကားဆိုလည်းသူဘနက်စီဟိုကုန်ကားဆိုဘနက်စီချီတယ် ိမ်မှာဘာကားရှိတယ်ဆိုတာသိတယ်ကိုစောဖုန်းကလည်းတိတ်ထောင်ပေါင်းများဆိုတာချမ်းသာပါတယ်နော်ဒါကငွေကြေးရဆိုလို့ရှိရင်ပူစရာမလိုပါဘူးကိုစောဖုန်းကရနော်တကယ်သူ့မှာဆိုလည်းပဲရှေ့နေရှေ့ရတည်လဲဒါငားရမ်းလို့လည်းရတယ်အပြင်လူအနေနဲ့လည်းပဲအဲဒီသူ့ကိုချစ်တဲ့သူတွေမေတ္တာရှိတဲ့သူတွေကငားရမ်းပြီးတော့လည်း like ဆောက် like ပေးမှလည်းရှိပါတယ်ဒါလို့ဝေးချင်းနဲ့လာရမယ်ဆိုလည်းပဲကိုစောဘုန်းကြီးလွတ်တာကြာနေပါပြီနောက်တစ်ခါတစ်ခုပေါ့နော်ဒီသူဥပဒေအကြောင်းအရဆိုကျွန်တော်ပြောမယ်ဆိုလို့ရှိရင်ဒီစကန်းကအဲစကန်းကဟို ထောင်ချုပ်ပုံမှာပုတ်ကင်မှာဆိုလို့ရှင်လို့ချင်းအမှုကိုအရင်တိစောက်ရပါတယ်အမှုတိစောက်ပြီးသူအမှုကန်နေရောမှာအမှုတိစောက်လို့ပြီးွားတဲ့အခါမှာအဲရေးပြီးွားလို့ရှင်ဥပဒေအကြံတောင်းတောင်းရပါတယ်ဥပဒေအကြံပေးရတယ်ဥပဒေအကြံတော့ဘာကြီးလိုအပ်တယ်ဘာကြီးလိုအပ်တယ်ဘာကြီးဖြစ်ဆိုပြန်နေဖြစ်စင်းဖြစ်ဆက်ပေးပြီးတော့မှဒါအမှုကိုတိစောက်ရတာဖြစ်ပါတယ်အဲ့ဒီအမှုတိစောက်လို့ရဲစခန်းမှာပြီးသွားပြီဆိုလို့ရှင်လို့ရှင်တော့ဒါထောင်ချုပ်ကိုပို့ပါပြီထောင်ချုပ်ကိုပို့တဲ့အခါကျလို့ရှင်အဲထောင်အချုပ်ကနေမြောမှာဒါအမှုကိုရင်ဆိုင်ကြပြီနော် ရဲစခန်းမှာအမှုတိဆောက်လို့မပြီးသေးဘူးဆိုလို့ချင်းပထမရမန်ကြီး15ရက်ရမန်လေးရမန်လေးဆိုပြီးတောက်လျှောက်ယူလို့ရပါတယ်အမှုတိဆောက်လို့အဲအမှုတိဆောက်လို့ပြီးသွားလို့ထောင်ချုပ်ကြီးကိုပို့လိုက်ပြီးထောင်ချုပ်ကြီးရောက်သွားပြီဆိုလို့ချင်းဒီအမှုကလုံးဝတရားရုံးမှာပဲရှိပါတယ်အဲ့ဖိုင်လွဲတွေအားလုံးဒီတရားရုံးမှာပဲရှိပါတယ်ဘယ်နေရာဘယ်နေရာမှမှဒါဖြောက်လိုက်လို့မရပါဘူးเนาะ အဲဒါလေးကတချို့ဖြောက်လို့ရတယ်။ဘာညာပြောတယ်ဆိုလို့ရှင်တော့ဒါဟာသားတစ်ခုအနေနဲ့ပဲကျွန်တော်အနေနဲ့ရှုမြင်ပါတယ်။ဘာလို့လဲဆိုတော့ဥပဒေလိုက်ဒါမှမဟုတ်တခါလေးတော့ပြောလို့မရဘူးဗျာ။ဥပဒေလမ်းကြောင်းရအဲဘယ်လိုရှိလဲဆိုတာအဲ့လိုပြောတဲ့ခါကျတော့ဥပဒေပိုင်းရလို့ဆိုတော့ငါးလာမျိုးဖြစ်ကောင်းဖြစ်သွားနိုင်တာပေါ့။ဒါမှမဟုတ်ကျွန်တော်လည်းမသိဘူးလို့ပြောပြီးသားပဲ။ပုံမှန်ရဆိုရင်တော့လုံးဝလုံးဝမရှိပါဘူး။တရားရုံးမှာရောက်သွားတယ်။အမှုဖိုင်တွေကတရားသူကြီးလက်ထက်မှာရောက်ပြီးတော့မှဒါယုံကြည်ကြလို့ရှင်တရားသူကြီးစစ်ပြီးစစ်လို့အားလုံးအားလုံးပြီးသွားတဲ့အချိန်ကျလို့ရှင်တရားဆွဲဆိုနိုင်တဲ့အနေအထားမျိုးရှိလို့ရှင်ဆွဲချက်တင်လိုက်ပါမယ်။ဆွဲချက်တင်လိုက်တဲ့ခါကျတော့ရှင်ကိုဇော်ဝဲယူဒါသူ ကိုပိုင်ထွက်ဆုံကြထွက်မယ်ပြီးလို့ကျန်သူကကိုပြားတက်တက်လေးထွက်ပေးမယ်ကိုပြားတက်တက်လေးထွက်ပေးပြီးလို့ကျန်အဲ့ချိန်မှာသူကအဲကြိုင်ကြမယ်လွန်တော့မယ်ဒီနှစ်ခုပဲရှိပါတယ်အဲ့တော့ငွေကြီးတွေကကျွန်တော်တို့ကလိုက်လို့ပြီးတော့ပတ်စံတွေစုကောက်ပြီးတော့လည်းပဲအဲဒါက ဟိုအခြားဟာမျိုးဖြစ်သွားနိုင်ပါတယ်เนาะဖြစ်သွားနိုင်ပါတယ်တချို့ကကိုယ်စားပွဲကိုချစ်တဲ့စိတ်တွေနဲ့ဒီလိုမျိုးလောက်ကြမှာကိုကျွန်တော်အနေနဲ့ဒါသွားပြီးတော့မြင်အောင်လဲတချို့ကအဲ့လိုမတန်ပါတဲ့နီးနန်းနဲ့စီးပွားရှာတဲ့သူတွေကဒီလောကမှာတော်တော်များပါတယ်เนาะအဲ့ဒါဒီကျွန်တော်တို့ညီကောင်မလေးမဖြစ်အောင်လို့ပြောချင်ပါတယ်အဓိကကတော့အမှုတီဆောက်လို့ပြီးသွားလို့ရှင်တော့အမှုကိုရင်ဆိုင်ရပါတယ်เนาะဒါကိုယ်စားပွဲမှာမဟုတ်ဘယ်သူပဲဖြစ်ဖြစ်ဘယ်သူပဲဖြစ်ဖြစ်ဘာမှလုံးလုံးမရပါဘူးပြီးတော့ကိုယ်စားပွဲကိုတောက်တော့ကနေပြီးတော့မှမုံတီးလို့ ကိုဇော်ဘုန်းကြီးကိုစစ်တပ်ကမချိနှက်လို့ဆိုပြီးတော့အမှုဆွဲတာမဟုတ်ဘူးเนาะမဟုတ်ပါဘူးအဲ့ဒီလိုမျိုးသားအမှုဆွဲတယ်ဆိုလို့ရှင်ကျွန်တော် LND တက်ထက်မှာဒီကျွန်တော်တန်ကြက်တိုက်တဲ့ကလေးတွေ၄၅၆လောက်ရှိတယ်၄၅၆လောက်ထင်တယ်ကျွန်တော်အဲ့တန်ကြက်တွေကတော့ဦးနေနေမှာမိဒီကုန်းသားလေးကပန်းကြက်ရဲ့ဦးနေမှာစင်မှာတော့တန်ကြက်တိုက်သွားတယ်ထင်တယ်အဲ့မှာတွေးလိုက်တယ်เนาะနောက်ကြတော့ကျွန်တော်နောက်တစ်ခေါက်ပြန်တွေးတော့အဲ့ကောင်လေးတွေကအမှုရင်ဆိုင်နေတာကိုတွေးတယ်အဲဟိုရန်ကုန်မှာဆိုတော့2နေရ3နေရလောက်ရှိတယ် ြင်ဆိုင်နေနောက်ကအီယာဝီတိုင်းမှာဆိုလည်းမအူဝင်တို့ပန်းတနော်တို့ဖြာဖို့တို့ဘက်မှာသူအမှုတွေထွက်နေကြရှိတယ်ပသိင်းတို့အဲ့လိုမှာအမှုတွေထွက်နေကြတယ်သူကသူပြောတဲ့တမှုကို၃နှစ်လောက်တော့ကြာတယ်ဗျ၃နှစ်လောက်ကြာတယ်သူဗနမှုကြာနေရော၁၀မှုလောက်ကြာနေတယ်ဆိုတော့အဲ့လိုပေါ့အဲ့ဒါကရှင်းပြောလို့ရှိရင် ဒီအမှုတမှုတွေကိုမန္တလေးကလည်းဆွဲတာရှိတယ်အဲအေယာဝီတန်းကလည်းဆွဲတာရှိတယ်ရန်ကုန်တန်းကလည်းဆွဲတာရှိတယ်ဒီအမှုတမှုတွေကိုပတ်ဆွဲကြတာရှိတယ်အဲ့ဒါကတမျိုးပါအဲတောင်းတော်အရာရှိတဲ့အနေမှာမှဒါနိုင်ငံတော်ပို့ချုပ်မှုကြီးဥမင်းရလိုင်းကိုဒါအစော်ကားလည်းအချင်းချင်းပြတ်စီတယ်ဆိုပြီးဆွဲတာကိုစော်ခိုးရင်းကတော့အဲ့လိုမျိုးဆွဲတာမှာပေါ့အဲ့လိုဆွဲတယ်ဆိုသူတနိုင်ငံလုံးပတ်ထွက်နေရမှာပေါ့နော်တနိုင်ငံလုံးကတမ်းတော်သားတွေညီကောင်မောင်သားတွေအကုန်လုံးကကိုစော်ခိုးရင်းကိုချစ်ကြပါတယ်ဗျာဒါလည်းပဲသူမဖြစ်မနေလောက်ရမယ်အနေထားမျိုးလေးပဲဒီပြည်ဦးလွင်ရဲစခန်းဖြစ်သွားလို့ကျွန်တော်အနေနဲ့တုံးတက်တယ်ဒါကကျွန်တော်တို့ပြည်ရင်းဒီဝန်ထမ်းတွေချုပ်ဝန်ထမ်းတွေတော်တော်များများသိပါတယ် ဲတော့ဒီလိုမျိုးလှုပ်ဆောင်ရတဲ့ဟာမျိုးမှာကျွန်တော်အနေနဲ့ကတော့ကျွန်တော်မနေ့ကပြောတယ်လို့ပေါ့အမျိုးသမီးတယောက်ကတရားစွဲတာကဟိုတောင်းတဘုံကမှတရားစွဲတယ်အမျိုးသမီးတယောက်ကအဲ့ဒီအမှုကိုကိုစောဖုံးရတိုင်းရင်ဆိုင်မှာပြည်သို့တော်လည်းပဲဒီပြူးလွင်မှာရှိတဲ့စခန်းကဘာလုံးနေကြသလဲဆိုတာမျိုးမိကွန်ထွက်လာစရာရှိတယ်ဘာအွန်နေဖြစ်တဲ့သူကတော့မှဟိုရှင်းပြောလို့ရှင်တခြားသူတယောက်ကတော့မှဆွဲပြီးတာဝန်ရှိတဲ့သူတော်မှဆွဲလို့လားဆိုတော့ဒါပတ်ဝန်းကျင်ရဲ့ပြောလာတဲ့ဟာတွေကအများကြီးရင်ဆိုင်လာမှဖြစ်တယ် အဲ့လိုရင်ဆိုင်လာမှဖြစ်တာအဲ့ဒီရဲ့ side effect ဆိုးကျိုးကြောင့်ဟိုဘက်ကပြုံးတွေဘက်ကတရားဆွဲဆိုလိုက်ရတယ်လို့ပဲကျွန်တော်အနေနဲ့ရှုမြင်ပါတယ်သုံးသက်ပါတယ်မှားယွင်းကောင်းလဲမှားယွင်းနိုင်ပါတယ်အများအားဖြင့်ကတော့တရားမှာကျွန်တော်အနေနဲ့80 90လောက်တော့သိကြပါတယ်နော်အဲ့လိုမျိုးပြောခြင်းနဲ့နောက်ကိုယ်တော်ဘုန်းကြီးကဒီတက်ကတရားဆွဲတာလည်းမဟုတ်ဘူးဒီဟာကြောင့် side effect ဆိုးကျိုးတွေရောက်သွားတယ်ဟုတ်ပြီထောင်ထဲရောက်သွားပြီဆိုလို့ရှိရင်လည်းပဲအချုပ်ထောင်ရောက်ပြီဆိုလည်းပဲနံပါတ်1ကကျွန်တော်တို့အာဒါဟိုအချုပ်ထောင်နေမှာမှာတရားရင်ဆိုင်တော့နော်တရားဆွဲဆိုင်တော့ဒီကြားထဲမှာဘာမှလုပ်လို့မရကျွန်တော်တို့ နောက်ဆုံးလုပ်လို့ရတာတစ်ခုကအတနာခံစားတင်တာလောက်ကတော့ရမယ်အတနာခံစားတင်တဲ့နေရာမှာဘယ်လိုမှမဆိုဆွဲချတင်လို့အမိန်ချလို့မယ်အချိန်ရလို့ချင်းတရားသူကြီးကိုဒါဒါဒါတက်ညာပေးပါဆိုပြီးကျွန်တော်ဝိုင်းပြီးတော့ဒါမျိုးလေးတော့တင်လို့ရမယ်နောက်ဆွဲဆိုတာတော့တော့ချင်းချင်းအမှုရုပ်သိမ်းမှဆိုတာကဒါအယူခံနေပါညာစင်ငယ်စင်ငယ်သွားမယ်အနေထားမျိုးရှိတယ်တကယ်လို့ထောင်ကြသွားပြီဆိုတော့မှကျွန်တော်တို့အယူခံတတ်ပိုင်ခွင့်ရှိသေးတယ် ်အယူခံတက်မှန်ခွဲရှိတယ်တော့အယူခံထက်တက်လိုက်အောင်ခိုင်ရန်ရုံညုံနဲ့ရုံကချာခိုင်ရန်ကိုတက်ခိုင်ရန်ချာတိုင်းကိုတက်အဲဒါမျိုးလေးရှင်စင်ငယ်စင်ငယ်ရှင်အဲ့ဒါတွေကကိုယ်စော်ဖွင့်ရဲ့ရှင်းနေတယ်လေလှုပ်ဆောင်နိုင်လို့ကျွန်တော်တို့ကလည်းပဲဘာကြောင့်တို့ကလဲဆိုတော့ကျွန်တော်ကလည်းကျွန်တော်ရဲ့ရှင်းနေတယ်ရှိတယ် ကျွန်တော်တို့ပြန်လာတော့ကျွန်တော်တို့ပဲကိုယ်ပိုင်ရှင်းနေရှိတယ်ကျွန်တော်တို့ရဲ့အုံနေနေရှိတယ်။နောက်မန်နေဂျာရဲ့ခင်ကဒီလိုမျိုးပဲသွားနေကြတာဟုတ်။အဲ့တော့အဲ့ဒါလေးကိုကျွန်တော်ကဒါပြည်သူတွေလည်းအဲတိရှိနားလဲအောင်ဖြည့်ရှင်းပြင်ပြင်ဖြည့်ရှင်းပြခြင်းလည်းဖြစ်ပါတယ်။ငွေကြေးဆိုလည်းပဲကိုယ်ဇော်ဖုံးကြီးတို့ကပတ်စံရှိပါတယ်။ချမ်းသာပါတယ်။ဒါတော့ကာပူစရာမလိုဘူးမှုစရာမလိုပါဘူး။နောက်ကတက်မတော်ဘက်ကလည်းပဲကိုယ်ဇော်ဖုံးကြီးကိုတရားဆွဲဆိုတာမဟုတ်ပါဘူး။ဒါလေးတော့သိစေချင်ပါတယ်။ကျွန်တော်တို့ကတော့ကျွန်တော်တို့ဝင်ကျွန်တော်တို့အားနဲ့နိုင်နာကတော့ကျွန်တော်တို့ကတော့သတိတရားရှိတာလေးတွေသတိတရားရှိတယ်။တကယ်လိုအပ်လာလို့ရှိရင်ကျွန်တော်ဒီကနေ့ပြောပြအောင်မယ်။အတနာခံတာလေးတင်လို့ဒီစာရွက်တွေကိုကျွန်တော်စီကိုပို့ပြီး ေးပါဆိုပြီးတော့ကိုဇော်ဝင်းတကယ်လို့ဟိုဆွဲချက်တင်သွားပြီဟာလားအမိန့်ချပြီဆွဲချက်တင်သွားပြီဆိုတော့ဒီမဲ့ဆွဲချက်တင်သွားတဲ့အမှုကိုတက်ညာသွားပေးဖို့အတွက်ကိုကျွန်တော်တို့ကစာရက်စာနဲ့တရားရုံးကိုတတ်တင်ပေးမှဖြစ်ပါတယ်တက်ညာသွားအမိန့်ချဖို့ပါနော်တက်ညာသွားအမိန့်ချပေးဖို့ကိုပဲကျွန်တော်တို့ကတောင်းဆိုပေးရမှာဖြစ်ပါတယ်အဲပြီးသွားလို့မှကျွန်တော်တို့ကဒါလို့အမိန့်ချလိုက်တော့ နောက်ထပ်အယူခံတက်ချင်ပါလေဆိုလည်းပဲဒါလိုမျိုးအယူတနာခံလာနေပဲကျွန်တော်တို့ကပြန်လဲပြီးတော့အယူခံထက်တက်ရမှာဖြစ်ပါတယ်အဲ့ဒီတော့ကိုလည်းအဲ့ဒီချိန်ကြားလို့ရှင်ကျွန်တော်လုံဆောင်နိုင်လို့ရှင်လုံဆောင်ပေးပါမယ်ဗျာအဲဒါကျွန်တော်လုံဆောင်နိုင်တာကတော့ဟို ဒါလိုညီကောင်မလေးတို့ဆိုပြီးကျွန်တော်အတနာခံတဲ့ညားမှာဆိုကျွန်တော်ကတော့အစည်းအဝေးတင်ပေးပါမယ်။ဒါထောင်းကြမဲ့နေရာမှာ shop ပေါအောင်လေးပဲလုပ်လို့ရပါတယ်ဆိုတာလေးကိုသိသိကျင်းပါတယ်။တန်တာတွေကတော့ဟိုခေါင်းထဲမှာထည့်ပါနဲ့။ငွေကြီးဆိုတဲ့ကိုစော်ဖုန်းတက်နိုင်ပါတယ်။တော့ကျွန်တော်တို့ကအာထည့်ပြီးဝင်သေးတာလည်းမလိုပါဘူး။အဲ့ဒါတွေကတော့ဟိုတမကရှန်ကာကြီးပဲလို့ပဲကျွန်တော်အနေနဲ့ပြောချင်ပါတယ်။အားလုံးကျမ်းပါပါသေးဗျာ။အားလုံးကျမ်းပါပါသေးနော်။ဒီလိုပဲဆုမကောင်းတောင်းပါတယ်။ဒီနေ့က15ရက်15ရက်6လ2025ပေါ့နော်။အာမင်း အခုကြည်နေနဲ့ရက်ကတော့ဒိတ်ကတော့ကြာသွားပြီ6ရက်နေ့လောက်ကတော့ဖြစ်မယ်အဲ့မှနောင်ချိုကိုအဲဆက်စင်ရင်အထူးကိုကဲတက်ဖွဲ့မှုပေါ့ဒုတိယဘိုလ်ချုပ်ကြီးဖုံမြပေါ့သူကတွားရောက်ဆက်ဆေးပြီးတော့အဲပြည်သူအနေတက်မော်သားနဲ့ပြည်သူတွေကိုတွားရောက်အားပေးပြီးတော့ဒါပစ္စည်းတွေဝင်ကားတာတွေဘာညာလုတ်တဲ့ fine လေးကိုဒါတက်ပုံလေးကိုတွေ့လိုက်ရတော့ကျွန်တော်အနေနဲ့ပျော်ရွှင်တယ်လို့1 1တာတယ်ပီတိလည်းပြတယ် မြန်မာနိုင်ငံမှာမြန်မာတပ်မတော်ကတိုင်းစစ်ဌာနကို14ခုနဲ့သူတို့ဖွဲ့စည်းထားတယ်။ပြီးတဲ့အခါကျတော့အဲဒီဒုတိယဗိုလ်ချုပ်ကြီး6ဦးကကိုယ်ခဲ့တယ်။နော်ဆက်စည်တဲ့မှာဆိုလို့ရှင်လို့ရှိရင်ဒါမပါခါလို့နော်လပါခါလို့နောက်တစ်ခါကျတော့နပါခါလို့ဒါမျိုးနမခါလို့ရှိတယ်။နောက်တစ်ခါကျတော့ဟိုတာတာခါလို့ရမခါလို့ဒါနှစ်ကနံပါတ်2ကျတော့နောက်ခါလခါရလို့ရမပါခါလို့ရှိတယ်။နောက်နံပါတ်3ကျတော့နပါခါလို့နော်ဟိုတပါခါလို့ရှိတယ်။ ။နောက်ဆစ်စင်ကိုကဲမှု၄ကြားလို့ရှိရင်ယတခနဲ့ကာယခရှိတယ်။နောက်တစ်ခါကျတော့ဆစ်စင်ကိုကဲမှု၅ဆိုလို့ရှိလို့ရှိရင်နာတခတို့ယကတတို့ရှိတယ်။နောက်ကဆစ်စင်ကိုကဲမှု၆ဆိုလို့ရှိရင်နပခပေါ့နေပြီးတော့ပေါ့နော်တိုင်းစထနာချက်ပေါ့အဲ့လိုမျိုးရှိတဲ့အထဲမှာအနည်းကကျွန်တော်ဆစ်စင်အခုခုတွေ့တဲ့ဆစ်စင်ကိုကဲမှု၅ကအာတက်ဖွဲ့မှုပေါ့ဆစ်စင်အထူးတက်ဖွဲ့မှု ိုဒုတိယဘုံချုပ်ကြီးဥဖုံမြတ်ကိုဒါသွားရောက်ပြီးတော့နောင်ချိုမှာအာဘိတွေ့ဆုံတော့တွေ့ရတော့ကျွန်တော်အရန်ပီတိလည်းဖျားတယ်လို့ဝမ်းလည်းတာတယ်ဗျာနော်ဝမ်းလည်းတာတယ်ဒီဟာဟိုတနေ့တော့လည်းဒါထိုင်းဝင်ကြီးချုပ်လို့ပေးထုတ်တန်းလည်းပဲသူတို့စစ်စစ်ကောက်ခဲ့တဲ့ဟိုရှေ့နာတီကိုဒါသူသွားရောက်စစ်စင်းနေတော့တွေ့ရတော့ဩတဲ့ကျွန်တော်တော့တခြားနိုင်ငံသူတွေကလည်းပဲသူတို့တကယ်ထိထိရောက်ရောက်ပေါ့ဟိုနောက်တစ်ခါကျတော့ဟိုနေ့တွေ့ရသေးတယ်ဗါတယ်ပလာတီမာပူတင်ဆိုလည်းပဲစစ်စင်းစကန်ယူစကိန်းနဲ့တိုက်နေတဲ့အချိန်မှာဟို ဆက်စင်ရေးနေရာအထိပေါ့။တွားရောက်စီစီပြီးတော့အားပေးနေတာတွေ့ရတော့ဩအဲ့ဒါကိုကြည့်ပြီးငါတို့ဘက်ကတက်ကသူတွေကအဲ့လိုမျိုးတွေထွက်လာတာမတွေ့ဘူးဆိုပြီးရင်ထဲမှာကောင်းကောင်းဝင်နေရှိနေတဲ့အချိန်မှာအခုကျွန်တော်ဒါဖုန်းလေးထိုင်ပုံနေတဲ့အချိန်မှာတွားတွေ့တော့ဩငါဘက်ကလည်းရှိပါလားသူကနည်းနည်းအားတက်သွားတယ်အတက်သွားအားရတာရှိသွားအဲ့လိုမျိုးပဲဒီဟိုနင်းမဆက်စစ်ကိုကဲမှု ချောက်ဦးရှိတဲ့နေရာမှာကျွန်တော်တို့ဒီရခိုင်ဘက်ဆိုလဲရခိုင်ဘက်ပမော်ဘက်ဆိုလဲပမော်ဘက်သခိုင်းတိုင်းဘက်ဆိုလဲသခိုင်းတိုင်းဘက်ပေါ့နော်အဲ့လိုမျိုးဟိုတွားရောက်ရောကွင်းစင်းပြီးစစ်စစ်နေချင်ပါလေအဲ့လိုမျိုးကွင်းစင်းပြီးစစ်စစ်မယ်ဆိုလို့ချင်းအဲ့ပြည်နယ်တွေခဏလေးအေဂျန်သွားမယ်ခဏလေးတာယာသွားမယ်နိုင်ငံတော်ကြီးခဏလေးနဲ့တရင်ကအတွင်းမှာပဲပုံမှန်အနေထားမျိုးပြန်လဲလဲပတ်သွားနိုင်တယ်မယ်လို့ကျွန်တော်အနေနဲ့ထင်တယ်ဒီဒါကစားမှုကြီးပေါ့ဦးနေအဲဘိုလ်ချုပ်ဒုတိယဘိုလ်ချုပ်ကြီးဦးဖုံးမြတ်ကတော့တော်တော်လေးစားသွားပြီဗျာတော်တော်လေးစားသွားပြီစစ်မြင့်ပြင်းပြီးတွားရတဲ့တက်တိဒါတပ်မတော်ရဲ့ ခုံသိခါကိုမြင့်တင်ပေးလိုက်တာတမတော်အကြီးတန်းနေသွားတာဆိုလို့ဒီစစ်စစ်နေရာမှာတိုက်ပွဲဖြစ်တဲ့အနည်းဆုံးနေရာကိုရောက်ရှိတာဆိုလို့ကျွန်တော်တွေ့တာအဲဒီပုံကတူတော့ကျွန်တော်အခုတွေ့လိုက်ရပြီနောက်တစ်ချိန်မှာအများကြီးတည်းတွေ့ကြင်ပါလေဗျာနောက်တစ်ချိန်မှာအများကြီးတွေ့ကြင်တယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဇခိုင်းတိုင်းဘက်တွေဆိုလည်းပဲပြည်သူလူထုတွေကတော်တော်ဒုက္ခရောက်ကြတယ်တော်တော်ကြီးကိုဟိုအခက်အခဲတွေဖြစ်ကြတယ်နော်အဲ့တော့ကျွန်တော်တို့က ဒီတိုင်းမှုတွေနေမဲ့ကျွန်တော်တို့ကဝင်နေဖြစ်ရမှာမဟုတ်ဘူးเนาะတိုင်းမှုတွေနေမဲ့မဟုတ်တိုင်းဥတဲ့ကြီးတဲ့အဲ့လိုမျိုးပုံကိုရရနေမှာဓာတ်ရိုက်ကုတ်ကဲလိုက်တယ်ဓာတ်ရိုက်သွားတယ်ဓာတ်ရိုက်အိုက်တိုက်ပွဲနေရတဲ့ ठी ရောက်တယ်ဆိုအဲ့မှာရှိတဲ့တပ်မတော်သားတွေအဲ့မှာရှိတဲ့ပြည်ပြည်သူတွေဘယ်လောက်ပျော်ရွှင်ကြအောင်လဲဆိုတာဒါကျွန်တော်အခုကြည့်နေတော့ကျွန်တော်အရန်ပီဒီဖြစ်ရတယ်เนาะအရန်ပီဒီဖြစ်ရအဓိကကျွန်တော်ရခိုင်ဘက်ကိုကျွန်တော်ပူပြီးစိတ်ပူတာရခိုင်ဘက်ကိုဒီဘက်ကစားမှုတွေသွားကြည့်စေချင်ပါလေသွားရောက်ပြီးတော့ခွင်းစစ်ဆေးပြီးတော့မှတကြတနာများသားလုံလိုက်မှဆိုဒီရခိုင်ကလအတွင်းလအောင်မှမခံဘူးညာကျွန်တော်တို့အဆင်ပြေသွားလိမ့်မယ်เนาะအဲ့ဒါလေးပြောချင်ပါလေဒီဖိုင်လေးကြည့်တော့ တခြားဒီပလာဒီမာပူတင်တို့ယူကရိန်းတိုက်ပွဲတွေမှာဆိုရင်ဒါဒီဘက်ကရုရှားဘက်ကသွားတာတွေကိုမြင်တွေ့နေရတယ်။နော်အဲ့လိုမျိုးတွေတွေ့နေရတာဟိုနောက်ဆုံးထိုင်းအနီးကပ်ဆုံးရှိတဲ့ထိုင်းနိုင်ငံပေထုံတန်းတော်မှာဒီကမ္ဘောဒီးယားနဲ့ဖြစ်မဲ့စစ်တီမှာသူတို့ဖြစ်တော့မဲ့ဆိုရင်အနေထားမှာစစ်စင်ရေးစစ်တီသွားတော့အော်ငါတို့ဘက်ကလူတွေကအဲ့လိုမသွားကြဘူးနော်ဆိုပြီးတွေးတာအတွေးမှားသွားတာကိုဒါကျွန်တော်သွားမြင်လိုက်တဲ့အတွက်ဒါပုံမှန်လည်းလည်းဝန်ခံတာပါနော်။ ဒီဒုတိယဗိုလ်ချုပ်ကြီး6ဦးကိုကဲတဲ့နေရာမှာအဓိကတိုက်ပွဲဖြစ်နေတဲ့နေရာတွေကိုအဲဒုတိယဗိုလ်ချုပ်ကြီးတွေကိုတိုင်သွားရောက်ပြီးတော့ကွင်းစစ်စစ်ဆေးလိုက်မယ်ဆိုလို့ရှိရင်တော့ဒီတိုင်းပြည်အញ្ញံဆုံးအေးချမ်းသွားမှာဆိုတော့မလို့အေးကံအမှန်ဆိုတာပြည်သူတွေလည်းသိမယ်လို့ကျွန်တော်အနေနဲ့အဲယုံကြည်ပါတယ်။နောက်အဲ့ ဘူးဒုတိယဖို့ချုပ်ကြီးဥဖုံးမြောက်ကိုကြာတလေးတစားနဲ့တန်ဖိုးအရန်ထားပါကြောင်းနဲ့အဲသွားတဲ့နေရာမှာနောက်ချုံမှာဆိုလဲတော်တော်ကြီးကိုတတ်မော်ကြီးကိုအရန်အလိုရှိနေပါပြီအရန်အလိုရှိနေပါပြီဒါလေးပဲပြောချင်ပါလဲတတ်မော်ကြီးကိုလည်းတော်တော်ချင့်မြန်လို့သွားပြီဒီအရာကြီးခေါင်းဆောင်ကြီးကအဲ့ဒီဒီရောက်လာတယ်ဆိုတာသူတို့ထင်အောင်မထင်တဲ့လောက်ွက်ကြီးဖြစ်သွားမှာပေါ့နော်ကျွန်တော်ဆိုလဲပါအပျော်ရွှင်ပြီးတော့မှထကမိမှာ နောက်ထိုးကြီးရပါလို့ရှိရင်တော့ကိုစောဖုန်းကြီးကိုတတိယတယ်ဗျာသူနဲ့ကျွန်တော်ပြောသားတဲ့စကားကြီးတဲ့ဟာပိုင်ရီကအဲ့အမုံသွားခဲ့မယ်ဟာဖုန်းကြောင်းကြီးတဲ့အဲ့အောင်တော့တော်တဲ့ဖြစ်မယ်လှူမဲ့တိုင်းမှာဆိုတော့နောက်ထိုးရောက်ရင်ကိုစောဖုန်းကြီးကိုတော့ကျွန်တော်တတိယတယ် ဒါမှကျွန်တော်ရောက်ပြည့်လဲရောက်ပြည့်မှာပေါ့နောက်ကျိုးရသွားလို့ရှင်တော့ပေါ့နောက်နောက်ကျိုးမှာအေးချမ်းသွားလို့ရှင်တော့ကျွန်တော်သွားပြည့်သွားကြမှာကိုခုံယူတော့တတိယပါလေဗျာအဲဒီတက္ကသမှုယူတော့ကျွန်တော်တလေးစားရှိတယ်ကျန်တဲ့တက္ကသမှုတွေလည်းဒီလိုမျိုးသွားပြမယ်ဆိုတော့မြန်မာနဲ့နိုင်ငံတော်ကြီးအေးချမ်းသွားမှာအဓိကတော့ဗမာနဲ့ရခိုင်ဘက်ကိုသွားပြတော့ကျွန်တော်ကြည့်တင်ပါလေဗျာဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့အခါကြလို့ငါတို့တောင်းလို့ခေါင်းဆောင်ကြီးကဒီလိုပါဆိုတော့ကျွန်တော်ပျော်ကြွားနေလို့ပါဗျာနော်ကြွားနေလို့ကြွားနေလို့အဲ့လိုပြောပြရစီအဲ့လိုကြမ်းပါပါလေနော်